မင်္ဂလာပါနော်။နွေဦးမိသားစုပေါင်းတို့ရေနွေဦး family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှာတော့ဆရာခက်စော်ရေးသားထားသောဒဝေနင်းစီဝတ္ထုမှ အခန်း6ကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒဝေနင်းစီအခန်း6ကြည်ကြီးကအသက်ရှင်တန်ချင်းဤနောက်ဆုံးစက္ကန့်များကိုတုံလုံးစွာပြန်မှန်နေလိုက်၏။၁၂ သုံးဟဲ့သူ့ကိုကြိုးပြင်ပေးလိုက်ကွာထိုကောင်မကြီးကြီးဆွေတက်ပြင်းချောင်းပြီးတော့ဒီသွားဆိုင်ကယ်ကိုခမြောင်းမကျိုးပြရတဲ့လမ်းတိုင်းမောင်းတော့တကူကူကြံစီလို့ကတော့အနောက်ကနေကောင်းပွင့်အောင်ပြစ်ထလိုက်မှာကြီးကြီးဆွေကဆိုင်ကယ်ကိုဆန်လို့လိုက်ဤမောင်ရင်ကသူမ၏နောက်မှာကွာထိုင်သည်ခြောက်လုံးမြူတနက်ကောင်မူကြီးကြီးဆွေ၏နောက်ဆဲကိုတေးထား၏မောင်ရင်ကလန်ညွန်သည်ကြီးကြီးဆွေက မောင်းသည်ရှေကတောင်ကုန်းဘေးကိုမောင်းအဲ့ဒီမှာလမ်းရှိတယ် နိုင်ဝက်ကံမောင်းလာပြီသည့်အခါကြံရစ်ခဲ့ပြီဖြစ်သည့်စကန်းစီမှလက်နေကြီးပြစ်တမ်းများကြာရ၏မောင်ရင်ကစကန်းရှိရာသို့လဲပြန်ကြည့်လိုက်သည်မိโกလုံးကြီးများမှိုင်းတက်နေသည်ကို တွေ့ရ၏သူတို့စကန်းကို ဝင်၍မိရှို့နေကြပြီထင်ကြံသည့်သူများရောပေကင်းကင်းနှင့်လွန်မြောက်ပါရဲ့လားရှိမှကျမဘယ်ဘက်ကိုကိုက်ရမှာလဲဘယ်လားညာလား မောင်ရင်က အနောက်ဘက်တွင်ကျန်ရသည့်စက္ကန်းစီတို့သာအာယုံရောက်နေသည်ဟဲ့လူဘယ်ဘက်ကိုကွေ့ရမှာလဲလို့ကြည်ကြည်ဆွေသတိတချင်လွတ်သွားစဉ်ဆိုင်ကယ်ကဂျိုင်းတစ်ခုကို အရင်ဖြင့်ဝန်းဆောင်မိလိုက်၏ပြည်ထိန်လုံး BSA M20 အမျိုးဆောင်မော်တော်ဆိုင်ကယ်မှာလေပေါ်တို့အနေငယ်မြောက်တက်သွားသည်မြေပေါ်ပြန်အကြတွင်ကြည်ကြည်ဆွေကလက်ကင်ကိုမထိန်နိုင်တော့ဝုံရောရော ကြည်ကြည်ဆွေကတတိယရှိဖြင့်မြေကြီးပေါ်သို့လိမ့်ချလိုက်သည်မြေကြီးပေါ်သို့ပြေးတဲ့ဆောင်ကြသဖြင့်ဘဲဘဲလက်မောင်းမှအောင်ခနေကြည်ကြည်ဆွေကချက်ချင်းလူလဲထားလိုက်သည်အာအာသူမအနောက်ဘက်မှအတန်ကြားသဖြင့်ကြည်လိုက်သည်မောင်ရင်ဘဲဘဲချီတော်တစ်ဖက်ကိုဖီလီယံညင်းညူနေဤခက်လန်းလန်းတွင်၆လုံးပြူတနက် ကြည်ကြည်ဆွေက မောင်ရိန်နာတို့ရှောက်သွားက၆လုံးမျိုးတနက်ကို ကောင်းလိုက်သည်ထိုနောက်မောင်ရိန်ဤနှစ်ဖူးကိုတေးလိုက်သည်ကဲတလန်လုံးရှင်းချီပဲကျမကိုတနက်နဲ့ထောက်လာတာဒီတက်ခါတော့အရှင်းအလဲပေါ့ကဲပြော ကျမတို့မလေးမိုးကြီးပဲမလေးမောင်ရိန်က နာကျင်နေသည့်ကြောင့်မှကြည်ကြည်ဆွေကိုမော်ကြည့်လိုက်သည်ကျမတနက်ဖြစ်တာကိုစနစ်တကျတင်လာတာကောင်းကောင်းပြတ်တက်တယ်နော် မောင်ရင်ကတနက်ပြောင်ကိုသူ့လက်ပြင်းဆုပ်ကိုင်းလိုက်သည်ပြစ်လိုက်တော့အနောက်ဘက်ကစစ်ကြောင်းကမိလာလို့ရှိရင်ငါ့ကိုသူတို့နှိပ်စက်ပြီးတတ်ကြလိမ့်မယ်ငါ့ကိုပြစ်တက်ပြီးမင်းအမြန်ပြေတော့စစ်တပ်ကမင်းကိုမိရင်လည်းမတင်ကောင်းမှုနဲ့အရှင်ထောင်းမှာမဟုတ်ဘူးပြီးတော့မင်းကလေးဆိုသူတို့ကဒီကနေညာဘက်လမ်းအတိုင်းတက်တက်ဆင်းသွားချောင်းရိုးလေးတစ်ခုကိုကြော်လိုက်ရင်တရက်ချောင်းတက်တက်ကားလမ်းမအောင်ရောက်မယ်လှုပ်တော့မြင်မြင် ကြည်ကြည်ဆွေကတနက်ခလုတ်ပေါ်သို့လက်တင်လိုက်၏။မောင်ရင်ကကြည်ကြည်မျက်လုံးများကိုဆူဆူဆိုင်ဆိုင်ချီနေသည်။ပြစ်လေအချိန်ရှိဘူးမြန်မြန်ပြစ်။ကြည်ကြည်ကတနက်မောင်ကိုညှဉ်းချလိုက်သည်။ဒိုင်းမောင်ရင်လွင်ထွက်မသွား။နားနှစ်ဖက်သာဦးသွား၏။ကြည်ကြည်ကတနက်ပြောင်ကိုမိုးပေါ်သို့ထောင်ကာပြင်ချလိုက်ခြင်းဖြင့်ဟာဘာဖြစ်ရတာလဲတနက်တန်ကြောင်းဟိုကောင်တွေကရောက်လာတော့မင်း ကျမတူမစီကိုကျမရောက်အောင်သွားမယ်။ရှင်သေးလို့မဖြစ်သေးဘူး။စစ်တပ်ကအမိမခံချင်ရင်ကျမတူမရှိတဲ့နေရာကိုကျမကိုခုခေါ်သွားပြီ။ထကြီးကြီးဆွေကတနက်ကိုလက်တွင်ကင်ထားလျက်မှလဲကြောင်းနေသောဆိုင်ကယ်စီးပြေးသွားလိုက်သည်။ထိုနောက်ဆိုင်ကယ်ကိုထူကောင်တောက်ထောင်းလိုက်၏။ထလီဘာလုပ်နေရလဲ။ကျုပ်ခြေတော့အာအာထလို့မရဘူး။ ဟာအရေးထဲမှာလာကျမတွင်မင်းជីជីဆွေက မောင်ရင်သားတို့ ရောက်လာက မောင်ရင်ခြေတော့ကိုသေးချာကြည့်လိုက်သည်ကျိုးတော့မကျိုးပါဘူးအစ်စ်လွဲသွားတာလောက်ပါခဏနေဦးမော်တော်ဆိုင်ကယ်ရှီယာတို့ပြေးသွားသည်ဆိုင်ကယ်ဘေးဘက်ရှိအိတ်ထဲမှာတော်လိုက်ဒါတစ်ချောင်းကို ထုတ်လာ၏ထို့နောက်အနီးရှိမယုံပင်စုစီတို့သွားကဝါတစ်ချောင်းကို အမြန်ခုံလိုက်သည်ဝါကိုမောင်ရင်အနီးပစ်ချလိုက်၏ရှင့်အင်ကြီးမြန်မြန်ချွတ် ခမခမဘာလုံးမလို့လဲအရေးတဲ့စိတ်ကူကရင်နေပြန်ပြီရှင်ကိုကျမဘာလုံးရမှာလဲရှင်ချီတော့အရေးပေါ်ကြက်စီထားဖို့အဝိစလိုတယ်ချွတ်အခုချွတ်မောင်ရင်အင်ကြီးကိုချွတ်ပေးလိုက်သည်ကြည်ကြည်ဆွေကဓာပြင်းအင်ကြီးကိုပတ်တီစာပုံစံဖြစ်အောင်ပြင်လိုက်ဤထို့နောက်မောင်ရင်ဤခြေတော်ကိုဝါပြင်းကံကကြက်စီပေးလိုက်သည်အချိန်ကမိနစ်ပိုင်းကံသာကြာမြင့်သည် မောင်ရင်ကကြည်ကြည်ဆွေလုံးပုံကင်ပုံများကိုတဲ့အတော်ကြည့်နေလိုက်ဤ ကဲရပြီဆိုင်ကယ်ပေါ်ကိုတော့ကျမတွေ့တယ်မှရမယ်ရှင်အဆင်ပြေတယ်လို့လိုက်ခဲ့ပေါ့ជីជីဆွေက မောင်ရင်ဤညာပဲလဲအောက်တော့သူမပကုံကိုရှိုးသွင်းလိုက်သည်ထထကြည့်လीအာရတယ်ရပြီជីជីဆွေကမောင်ရင်ကိုဆိုင်ကယ်စီတို့တွဲခေါ်သွားသည်ချွေးတဲ့တွေရွှဲရွှဲကြမှာជីជីဆွေကိုတင်ရင်နဲ့လေးတခုကိုမောင်ရင်တစ်ချက်တစ်ချက်ရနေ၏ ဒီဘက်ချစ်တော့ကခွာထားနော်ကျမရှိရမောင်းမယ်မောင်ရင်ကိုဆိုင်ကယ်ပေါ်တင်ပြီးနောက်ជីជីဆွေကစံနှုတ်လိုက်သည်တိချကင်တာဆိုင်ကယ်ကဝုန်းကနေစောင့်ထွေခြေတော့တစ်ဖက်တန်တန်းကြီးဖြစ်နေသောမောင်ရင်ကជីជីဆွေဤခေါမအင်ကြီးစားကို အလံတကြားဆွဲလိုက်သည်ရရင်ကျမခေါအောင်ဖက်တာအခုနားလို့တော့နှာဘူးတွေမတွင်းနဲ့နော်ဒုက္ခိတာဒုက္ခိတာလို့တွေးမဟုတ်ရင်ဆိုင်ကယ်ပေါ်ကနေကန်ချခဲ့မှာ ဗမာတံမတော်မှ တမိုးနိုင်စစ်စင်ရေးဟုအမည်ပေးထားသော ထိုစစ်စင်ရေးသည်ဗမာပြည်ကွန်မြူနတီပါတီဒဝေခရိုင်ဤမဟာမိတ်ဖြစ်သောဒဝေအမျိုးသမီးတမဲကာဤဝါရဖြန့်ချီရေးဌာနကိုဝင်ရောက်စီရင်ခြင်းပင်ဒဝေအမျိုးသမီးတမဲကာနှင့်အတူ လုံခြုံရေးအတွက်ထားရှိသောဘာကပတက်စိတစိမ့်လဲထိုစကံတွင်ရှိနေသည်ဝါဒဖြန့်ချီရေးဌာနဖြစ်သည့်အတွက်လက်နိုင်စနစ်ပုံနှိပ်စမြောင်းကိုစစ်တမ်းမှသိမ်းဆည်းရမိခဲ့သည် ဝါရဖြန့်ချီရေးမှုအပါဝင် အမျိုးသမီး၄ဦးအဖမ်းခံခဲ့ရပြီးကျန်သူများလွမြောက်သွားကြ၏အမျိုးသမီးရဲဘော၂ဦးနှင့်ဘာကဘရဲဘော၂ဦးမှာတနတ်တံရများဖြင့်တေဆုံးခဲ့ကြသည်တရင်၆တရင်မှုက ပြပုံအတီတာရှိတော့သောစကံကုံပေါ်သို့ခြေနဲ့အာရမှုအပြည့်ဖြင့်လန်တလာ၏။ကောင်းမတွေဘယ်နှကောင်းပြီလဲ။လေးရောက်ပါဘုံမူ။ဒီကောင်းမတွေကိုတေချာစစ်စမ်း သူတို့ရိတ်ခါအတွက်တော်ထဲမှာတောင်ရီလှုပ်ထားတဲ့တည်င်းရတယ်။နောက်ပြီးသူတို့စီယုံထားတဲ့ရွာရီစင်ရင်ကိုငှားလို့ခြင်းနေ။သူ့နဘေးမှာကိုရီရာရှိကဖြေလိုက်သည်။ဘုံမူစီယုံကခြေထဲဝင်လာပါတယ်ခမ။အကြီးတကြီးပြေလာသောစက်သက်ရေးတက်ကြကြောင့်သူတို့နှောင်ပြောလဲစားစကားကိုရက်လိုက်ကြသည်သတင်းပို့တမတော်ထောက်လန်းရေးကဘိုးမူကြီးမောင်မောင်စီကတိုင်းရိုက်လာတဲ့အမိန်ပါ အမေရိကန်နိုင်ငံက စစ်တပ်နဲ့ဆင်လာတဲ့အမျိုးသမီးစစ်မှုရန်တပ်ကဘိုးကြီးကြီးဆွေဟာခွင်းတဲ့တဝဲကိုရောက်လာပြီးတရက်ချောင်းကနေဝင်းဝါရွာတဝိုက်မှာပျောက်ဆုံးသွားတယ်လို့အမိုင်းကသိထားပါတယ်။အဲ့ဒါသူဟာရန်သူနဲ့ပူးပေါင်းသွားတာလားဒါမှမဟုတ်ရန်သူကဖမ်းဆီးသွားတာလားဆိုတာသိဖို့တရင်ကိုအမြန်ဆုံးအတီးဖြူပြီးအစီရင်ခံပေးပါတဲ့။တရင်မူကသူ့လက်ထဲမှာဘယ်ရီကက်အုတ်ထုပ်ကိုခေါင်းပေါ်တွင် ဆောင်းလိုက်သည်။ထို့နောက် ဝင်းဝါရွာပန်းစီတို့မျောကြည့်လိုက်၏။ကဲဒူရင်မှုနဲ့ဖွဲ့ဒီကုန်းနဲ့နီးတဝိုက်ကိုရှင်မလို့ငါနဲ့စစ်ကြောင်းတက်ကအခုပဲဝင်းဝါကိုပြန်ဆင်းကြမယ်။သွေးကဲများကမြေကြီးပေါ်တို့ ပြစ်ခနဲထွက်လာသည်။ကျွန်တော်သိတာဒါအကုန်ပါပဲ။ပိုကြီးတို့ရဲ့ကျွန်တော်နားလာပါပြီဗျာ။တော်ကြပါတော့ရှစ်ခွာရေဗျာ။ ြက်ပြားရောကားတဲ့ကိုမောင်ကျောက်ကမြေကြီးပေါ်တွင်မောက်ကုံလဲနေရမှအတူတူပြောနေသည်သူဤကောင်ပေါ်မှခက်ကြဲကြဲသပင်တို့မှဖုံမုံသွေးစားတို့ဖြင့်ဒူးလျေကုနောက်ထပ်တနက်တင်တစ်ချက်ကမောင်ကျောက်ဤကျောကုံပေါ်သို့ကြာလာပြန်သည်ထဆန်းထဒူးပြန်ထောက်ဆန်းဟိတ်ကောင်မောင်ကြောင်မှာတုံတုံချီချီဖြင့်ဒူတောင်ရန်ပြင်လိုက်၏။နဘေးရှိဒူတောင်နေသောရွာသားများလည်းခေါင်းပင်မုံမကြီးရဲ့ချာ ဗိုလ်ကြီးကြီးကြီးဆိုပဲမှာလဲမင်းတို့ရွာကိုရောက်ပြီးမှပျောက်သွားပါတယ်မတိပါဘူးဆိုတာငါတို့ကလက်မခံနိုင်ဘူးပြောရင်ပြောမဟုတ်ရင်တရွာလုံးကိုမိတိုက်ပြင်မယ်တရင်မူကခါကြမပစ္စတိုတနက်ကိုထုတ်ကားမောင်းတင်လိုက်သည်မောင်းကြမင်းရင်ကနေနောက်ဆုံးထွက်သွားတာမင်းသိတယ်သိရမယ်ဟဲ့ကောင်အခုတော့ကျွန်တော်သိတာအကုန်ပြောပြပြီးတိုင်ကိုမောင်เจ้าဤအုံအောင်များကမြေကြီးပေါ်ပြန့်ကျဲထွက်သွား၏ ုမောင်ကြောင်ကိုမောင်ကြောင်အမလီဒူးတောက်ထိုင်နေသည့်ရွာသားများကြားထဲမှ ကိုမောင်ကြောင်ဤဇနီးသေးကထွက်လာသည်ဟေ့ငင်ငင်နေစမ်းပြစ်တက်လိုက်ရမလားကျမသူ့မိမပါရှင်ကျမသူ့မိမပါတရင်မူဤတနက်ပြောင်းကမောင်ကြောင်ဤဇနီးဘက်လှည့်သွားဤပျော်စမ်းဘိုးကြီးကြည်ကြီးဆွေကိုခမရတို့ဘာလုပ်လိုက်လဲပျော်စမ်းမပြောရင်ခမရပါခမရယောက်ျားနောက်ကိုလိုက်သွားရမယ် မောင်ကျောင်းဤဇနီးမှာယောက်ျားဖြစ်သူ၏ပုံပြက်ပန်းပြက်အလောင်းကိုကြည်ကမင်တက်နေသည်ဟဲ့ပုံမှုမိနေတာဖြေလေးမတာမအနီးမစစ်သားတဦးကကြော်ကုန်ကိုစောက်ကန်လိုက်၏သူသူတိလားရှင်ကြီးကျောင်းမှာတိလားရှင်ကြီးဆိုတာဘသူလဲဘသူလဲတို့တော်သူဝီပါဘုံကြီးကျောင်းတောင်ဘက်ကသူ့တဲပါအဲ့ဒီကျောင်းထဲမှာ သူ့ဆိုင်ကင်ရက်ထားတာကိုမြင်လိုက်သူတွေရှိပါတယ်။ခမရအဲ့ဒီသီလရှင်ကြောင့်ခုလိုက်ပြ။ခနာကြားတွင်တနက်တန်များကြားလိုက်ရသည်။ကိုမောင်ကြောင့်ဤအလောင်းကိုတည်ယူရန်ပြင်နေကြသောရွာသားများမှတနက်တန်ကြားရောက်ပဲစီတို့ကြီးလိုက်၏။ဒေါ်သူဝရီဤသီလရှင်ကြောင့်ပဲစီမှတက်လာသည့်မီတောက်မီလီယံများဟုတ်ကဲ့ပါရှင်နောက်တစ်ပိုင်းကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော် ဆရာကေဆောင်ရေးသားထားသောတဝဲနှင်းစီဝိထုမအခန်း၆၉နားဆင်ပြေခဲ့ကြတဲ့အတွက်မြေဦးမိသားစုဒုတိယချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်မြေဦးမိသားစုများအားလုံးလေးဘေးအန္တရာယ်ပေါင်းမှကင်းဝေးလို့ကျန်းမာကြပါစေရှင်